မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိပ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ နေတိုးမလာသေးပါမကြောက်ပါနဲ့ပြည်ရင်းကိုသာကြောက်ပါဆိုရဲဆောင်းပါတင်ဆက်ပေးပါမယ်။နေတိုးအုပ်စုကထိုင်ဝမ်ကိုလာဖို့အစီအစဉ်မရှိသေးဘူးလို့နေတိုးစေဦးစီးချုပ်ကပြောကြားလိုက်ပါတယ်။ဒါပေမဲ့နေတိုးဖွဲ့ကထိုင်ဝမ်ကိုကာကွယ်ပေးဖို့အစဉ်အသင့်ရှိပါတယ်လို့အီတလီနိုင်ငံသားနေတိုးစေဦးစီးချုပ်ကဆိုပါတယ်။မြောက်အတလန်တိတ်စာချုပ်ဖွဲ့မှာဥရောပနဲ့အမေရိကန်နိုင်ငံတွေပါဝင်ပါတယ်။နေတိုးဖွဲ့ဟာဒုတိယကမ္ဘာစစ်ပြီးမှပေါ်ပေါက်လာတဲ့စစ်ရေးမဟာမိတ်ဖွဲ့ပေါင်းနေတိုးရဲ့လက်တလောအဓိကပြပန်းကရုရှားနဲ့ယူကရိန်းစစ်ပွဲပါ။ဒါပေမဲ့ထိုင်ဝမ်ရဲ့အခြေအနေကိုလည်းစောင့်ကြည့်နေပါတယ်။ တယ်လောလောဆယ်အချိန်ဒီမှာတော့နေတိုးဟာအာရှကိုစင်ရေးအတွက်တင်ရဝင်ရှောင်းမလာသေးပါဘူးနေတိုးဘွဲ့မှာဩဇာကြီးမှသူကတော့အမေရိကန်မှာဒါကြောင့်လဲပဲအာနာသင်ခေါင်းဆောင်ဟာရုရှားနိုင်ငံကိုရောက်ခဲ့တဲ့ကအင်တာဗျူးတစ်ခုမှာတရုတ်နဲ့လည်းအဆင်ပြေတယ်လို့အမေရိကန်နဲ့လည်းအဆင်ပြေဖို့လမ်းစရှာနေရလို့ဖြေခဲ့ပါတယ်သုံးသပ်မယ်ဆိုရင်တော့စင်ရေးတိုက်ပွဲစီကိုပြန်လည်ကြည့်ဖို့ပါလိုပါလိမ့်မယ်စင်ရေးတိုက်ပွဲဘာကြောင့်ဖြစ်ကြတယ်လဲဆိုရင်ဝါဒမတူလို့ပါဒီမိုကရေစီစနစ်ပြန်ပွားဖို့အားထုတ်နေပြီးကမ္ဘာပလိကြီးတာဝန်ကိုအိတ်ဆိုင်တာဝန်ယူထားတဲ့အမေရိကန်နဲ့ဒုတိယကမ္ဘာစ စ်အောင်နိုင်လိုက်လို့မြောင်မြောင်ကြွကြွဖြစ်နေတဲ့ကွန်မြူနီရုရှားဆိုဗီယက်တို့ရဲ့အားပြိုင်မှုပါဆိုဗီယက်ပြိုကွဲသွားပြီးရုရှားဖြစ်လာချိန်မှာရုရှားဟာအမေရိကန်ထိရောက်လာပြီးမဟာမိတ်ပြန်ဖွဲ့ခဲ့ပါတယ်အမေရိကန်သမ္မတကမူလတန်းကြောင့်ဒီရုရှားသမ္မတကိုခေါ်သွားပြီးရှန်သူမဟုတ်ဘူးမိတ်ဆွေဖြစ်သွားပြီလို့အသိပေးရတဲ့အထိအမေရိကန်နေရုရှားကိုအမြင်မကြည့်ပါဘူး ဆိုဗီယက်ခေတ်ပြီးသွားတော့ထမင်းတောက်ခင်ရတဲ့ဘဝကိုမေ့ပြီးအမေရိကန်ကိုရှင်လာသူကပေါက်ဖော်ကြီးပါဤပညာတွေခိုးယူပြီးအတုတွေထုတ်ချမ်းသာလာခဲ့ပါတယ်နိုင်ငံငယ်တွေကိုအကျွေးထောင်ချောက်ဆင်ပါတယ်2025ခုနှစ်မှာတရုတ်ကအမေရိကန်ရဲ့ကမ္ဘာအဆင့်တင်နေရာကိုသိမ်းယူတယ်လို့ကြွေးကြော်ပါတယ်ဒါကိုသိနေတဲ့အမေရိကန်ကဆန်နီကိုရော်ဂျီထရန့်ကိုလူစွမ်းကောင်းဖြစ်ရွေးချယ်လိုက်ပါတယ်အမေရိကန်အချို့ကတော့ယူပေါ်ကြီးလို့အာမနာနဲ့ပြောခံရတဲ့ထရန့်ကကမ္ဘာအဆင့်တင်ဖြစ်ဖို့အောက်လန်းနဲ့ကြိုးစားလာတဲ့တရုတ်ကိုအာနာရပြီး3လအကြာမှာအလဲထိုးလိုက်နိုင်ပါတယ်စီရီ စီးပွားရေးစစ်ပွဲစတင်ချိန်မှာနေတိုးအဖွဲ့ဝင်နိုင်ငံတွေကိုအိမ်ပြေကစားခဲ့ပြီးမြန်မာအဓိကတရုတ်ကိုပဲအမေရိကန်ကဦးတည်လိုက်တော့နေတိုးအဖွဲ့တွေယူပေါ်ပေါ်လူကြီးရဲ့ဖြူဟာကိုသဘောကျလေးစားသွားပြီးနေတိုးရဲ့ Big Brother အကူကြီးနေရာကိုကြည်ကြည်နက်နက်တင်ပေးထားကြပါတယ်။ကမ္ဘာစစ်ရေးအခြေအနေတွေကိုသိနေတဲ့အာနာသင်ကောင်းဆောင်ကရုရှားနဲ့အမေရိကန်ကိုပဲအားကိုးနေလို့မဖြစ်ဘူးဆိုတာသိနေမယ်ဆိုတာမြေကြီးလက်ခံမလွဲပါဘူး။ဒါပေမဲ့စည်ရေးတိုက်ပွဲနဲ့စည်းဝိုင်းစစ်ပွဲဟာမူဝါဒမတူလို့တိုက်နေကြတာဆိုတော့ ဒီမိုကရေစီအစိုးရထံကနေလက်နက်အားကိုပြီးအာဏာသိမ်းထားတဲ့စစ်ကောင်းဆောင်တယောက်ကိုအမေရိကန်သမ္မတထရန့်အနေနဲ့စင်ရင်းနေတောင်ရှိမယ်မထင်ပါဘူးအမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒမှာဒီမိုကရေစီကိုဦးစားပေးပြီးဒီမိုကရေစီအစိုးရတွေကိုလက်တွဲခေါ်ယူပါတယ်ဒါကြောင့်လည်းပဲ NUG အစိုးရကအမေရိကန်နိုင်ငံမှာရှုံးဖွင့်ခွင့်ရထားတာပါဒီမိုကရေစီတော်လှန်ရေးအတွက်အမေရိကကိုရောက်လာသူအားလုံးအတွက်အမေရိကန်ကနေထိုင်ခွင့်ပေးထားပါတယ်ဒီတော့ထိုင်ဝမ်အရေးကိုအကြောင်းပြပြီးနေတိုးစစ်တပ်ကြီးသာအာရှကိုရောက်လာခဲ့မယ်ဆိုရင်အာဏာသိမ်းကောင်းဆောင်နေတဲ့တရုတ်နဲ့ရုရှားလည်းမကယ်နိုင်ဘူးဆိုတာ ာသိနေလို့တုံ့လုံနေမယ်ဆိုတာမလွဲပါဘူး။အမေရိကန်အစိုးရအနေနဲ့တော့အာနာသိန်းခေါင်းဆောင်လို6တီး6ချက်ချင်းချင်းဂျားစစ်တပ်ကိုစည်ရင်းသွင်းမယ်လို့မထင်ပါဘူး။ ကဘာကြီးရဲ့စိတ်ရေးအခြေအနေကိုလေ့လာစောင့်ကြည့်တင်တယ်လို့အသိပေးထားတာပါ။ကိုအားကိုကိုရာကတော့တင်ကြားတဲ့နီးလန်းတစ်ခုပါလို့ဆိုပါတယ်။နောက်ထပ်တပုံးနေနဲ့တမူးမျိုးနေပါကဖားဖွဲ့ဝင်၁၀ဦးတပ်ဖြတ်ခံရမှုအမှုမှန်ပေါ်ပေါက်ရေးအိန္ဒိယနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ NUG ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာအိန္ဒိယနယ်စပ်တမူးမျိုးနေပါကဖားဖွဲ့ဝင်၁၀ဦးကြာဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးအိန္ဒိယအစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံပြီးအမှုမှန်ပေါ်ပေါက်ရန်ညှိနှိုင်းဆောင်ရွက်နေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကမေလ၁၉ရက်ညမှာသတင်းထုတ်ပြန်ပါတယ်။မေလ၁၄ရက်နေ့ကတမူး ြို့နယ်နဲ့ထိစပ်နေတဲ့မြန်မာအိန္ဒိယနိုင်ငံနယ်စပ်ဤတနီးယားမှာတမူးခရံပြည်သူ့ကာကွယ်ရေးဖွဲ့မှရဲဘော်တွေကိုအိန္ဒိယနိုင်ငံအာတန်ရိုင်ဖယ်တပ်တွေကဖမ်းဆီးတပ်ဖြတ်ခဲ့တာဖြစ်ကြောင်းဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ အဆိုပါဖြစ်စဉ်အတွက်အိန္ဒိယအစိုးရကိုနှစ်နိုင်ငံနေဆက်ဒေသခံတွေနဲ့တော်လိုင်းအင်အားစုတွေကပြင်းပြင်းထန်ထန်ဝေဖန်နေစဉ် NUG နိုင်ငံတိုင်းဝင်ကြီးဌာနကမေလ19ရက်ညမှာသတင်းထုတ်ပြန်လာတာပါ။အိန္ဒိယမြန်မာနေဆက်တမူးမျိုးနီးပါကဖအဖွဲ့ဝင်10ဦးကြာဆုံးခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများအနေနဲ့လက်ခံရရှိတဲ့သတင်းပေးပို့တိုင်ကြားချက်တွေအပြင်ကနအူးမြေပြင်အခြေအနေကြားနာစစ်ဆေးမှုအစိုးရကန်စာတွေ့ရှိချက်တွေအရအိန္ဒိယအစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံဖို့အမှုမှန်ပေါ်ပေါက်စေဖို့ညှိနှိုင်းဆောင်ရွက်လျက်ရှိတယ်လို့ထုတ်ပြန်ကြမှာ ာဖော်ပြထားပါတယ်။အိန္ဒိယမြန်မာနေဆက်နာကချန်တော်ခရိုင်ချန်ချိုင်တာဆက်ဒေတာကောင် ဆမ်ဆဲရွာတဲ့အနီးမှာလက်နက်ကင်အင်အားစုများလှုပ်ရှားနေကြောင်းတီးကြတဲ့ထောင်လိုင်းရေးသတင်းတွေကိုအခြေပြုပြီးအာတန်ရိုင်ဖယ်နေကြားဆောင်ယူနစ်တွေကမေလ၁၄ရက်နေ့မှာစစ်စင်ရေးတစ်ခုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီစစ်စင်ရေးအတွင်းလက်နက်ကင်များဗမာပြစ်ခတ်ခဲ့တာကိုခံခဲ့ရတာကြောင့်အာတန်ရိုင်ဖယ်တပ်ဖွဲ့ဝင်များကသတ်မှတ်ထားတဲ့စံနှုန်းများနဲ့အညီမြန်မြန်ဆန်ဆန်တုံ့ပြန်ခဲ့ရလက်နက်ကင်၁၀ဦးကိုရှင်းလင်းနိုင်ခဲ့ပြီးလက်နက်နဲ့ခရယံမီကြောင့်တွေလည်းတင်ဆက်ရရှိခဲ့တယ်လို့ ်အစ်တာကွန်မန်အင်ဒီယန်အာမီကမေလ15ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်မြေပြင်အခြေအနေမှာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမဟုတ်ပဲဖမ်းဆီးတပ်ဖြတ်ခံရခြင်းဖြစ်ကြောင်းသိဆုံးခဲ့ရတဲ့ရဲဘော်တွေရဲ့ရှုံလောင်းတွေကိုတွေ့ရှိခဲ့တဲ့ကာကွယ်ရေးဘော်တုံးကပြောပါတယ်ဆေးရောက်စလုံးအလောင်းကအဖမ်းခံရပြီးမှတနက်ဒဏ်ရာရီနဲ့လုံခြံတပ်ဖြတ်ခံရတာပါလို့ကာကွယ်ရေးဘော်တုံးကပြောပါတယ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲဖမ်းဆီးနှိပ်စက်ပြီးရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းအဆိုပါရဲဘော်ကဆက်ပြောပါတယ်လက်ရှိမှာအိန္ဒိယအစိုးရကနေဆက်ခြံစည်းရုပ်ကိုကာရန်နေပြီးမြန်မာ မာနိုင်ငံပိုင်နဲ့ဘက်ကိုတိုးကာနေလို့တမုခရိုင်မှာပြည်သူ့ကာကွယ်ရေးဘော်တွေကကန့်ကွက်တားဆီးမှုတွေရှိခဲ့ပါတယ်ဒီအခြေအနေဟာပြည်သူ့ကာကွယ်ရေးဘော်များကိုတပ်ဖြတ်တဲ့လုံရက်ကတရားလွန်ကြောင်းတမုဒေသခံတအုပ်ကပြောပါတယ်တိုက်ပွဲမဖြစ်ပဲနေဆက်မှာစစ်သွေးကြွလို့တတ်မှတ်ခံရပြီးတပ်ဖက်နိုင်ငံနေကြဆောင်စစ်တပ်ရဲ့မှားယွင်းစွာဆွဆွဲတပ်ဖြတ်မှုကိုတစ်ဖက်သက်ခံလိုက်ရတာပါဒီအတိုင်းပါဇက်ပိတ်နေလို့လုံးဝမရပါဘူးဒါကျမတို့တော်လိုင်းရေးဘော်တွေပါလို့တော်လိုင်းလုံနေသူတအုပ်ကလူမှုကွန်ရက်မှာရှင်းသားထားပါတယ် NUG နိုင်ငံဆိုင်ဝန်ကြီးဌာနရဲ့တရင်ထုတ်ပြန်မှုအောက်မှာအဆိုပါမှုကိုထိထိရောက်ရောက်ကင်တွယ်ဖြည့်ရှင်ဖို့တောင်းဆိုမှုတွေရှိပါတယ်။အမှုမှန်ပေါ်ပေါအောင်တိကျကင်တွယ်ဖြည့်ရှင်ပေးဖို့လေးစားစွာတောင်းဆိုပါတယ်။ကျွန်တော်တို့နိုင်ငံသားတွေကိုဒီလိုပုံစံနဲ့လက်လွတ်စပယ်လောက်တာကိုလုံးဝလက်တင်မခံနိုင်ပါဘူးလို့ပြောပါတယ်။အိန္ဒိယအစိုးရအနေနဲ့သူစစ်တပ်ရဲ့လူသတ်မှုအတွက်လုံးဝတာဝန်ယူမှုတာဝန်ခံမှုရှိရပါမယ်။တော်လိုင်းအတွက်တိုက်ပွဲဝင်ခဲ့တဲ့ကျွန်တော်တို့ရဲဘော်တွေဒီလိုဖြစ်သွားမှုအတွက်တရားမျှတမှုလုံးဝလိုအပ်ပါတယ်လို့လူငယ်တအုပ်ကရှင်းတာထားပါတယ်။အိန္ဒိယကပြီးခဲ့ တဲ့ APL ကတမူးမျိုးအနောက်ဖက်ရှိ နေဆက်မတ်တိုင်59မှ60ကြာ85 86ကြာမှာမြန်မာဘက်ခြမ်းကိုပြီး600ခန်းကျူးကျော်ပြီးခြံစည်းရိုးခန်းလေးလိုတမူးခရိုင်မှတ်တပ်တရင်ကတွားရောက်တားမြစ်ခဲ့ပါတယ်။အဲ့ဒီနေရာမှာယာယီဟန်တာထားတော့လဲမှတ်တိုင်82 83ကြာမှာမြန်မာဘက်ကိုဝင်ပြီးခြံစည်းရိုးဆက်ကနေလိုတမူးခရိုင်မှတ်တုံးတရင်ကထပ်မံတားမြစ်ခဲ့ပါတယ်။ဆရာနာရှင်ကိုပြတ်သူတွေကတော်လိုင်းတိုက်ခိုက်နေချိန် အိန္ဒိယကအခုလိုခြံစည်ရုပ်ကနေမှုကိုတမှုဒေသခံတွေကကန့်ကွက်နေပါတယ်တမူးမျိုးနယ်တွင်မျိုးပေါ်ကိုသာစစ်ကောင်စီကထိန်းချုပ်ထားနိုင်ပြီးတမူးမျိုးနယ်တမျိုးလုံးရဲ့80ရာခိုင်နှုန်းကိုတော်လိုင်းတပ်တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။တော်လိုင်းတပ်များအနေနဲ့တမူးမျိုးကို2025ခုနှစ်အတွင်းသိမ်းပိုက်နိုင်ဖို့အတွက်ကြိုးစားသွားမှာဖြစ်ကြောင်းတမူးခရိုင်ပြည်သူ့ကာကွယ်တပ်မတော် PDF ရဲဘော်တွေက AP29 ရက်ကပြုလုပ်တဲ့ကဘော်ညီနောင်ကမ်ပိန်းမှာပြည်သူများပါဝင်စေဖို့နှိုးဆော်တဲ့စကားဝိုင်းဆွေးနွေးပွဲမှာပြောကြားပါတယ်။ တမုခိုင်တွင်စစ်စင်ရေးကအခြားခင်များနဲ့မတူဘဲတော်လိုင်းတက်များနေတဲ့စစ်ကောင်စီကိုတာမကပြူစောတီကသဲနာကရှမ်းနီ SNL တို့ကိုပါတိုက်ခိုက်ရခြင်းဖြစ်ကြောင်းတမုခိုင် PDF တွေကပြောပါရတယ်။တမုမျိုးမှာစစ်ကောင်စီလက်ပါစေပြူစောတီအကောင့်တလို့ကသဲနဲ့နာကလက်နက်ကင်တွေကအိန္ဒိယနိုင်ငံတွင်သွာလာနိုင်တဲ့အခြေအနေရှိကြောင်းတမုမျိုးရရှိဖို့အတွက်တိုက်ခိုက်ဖို့စိန်ခေါ်မှုများစွာရှိတော်လဲအမြန်ဆုံးသိမ့်ပိုက်ထိန်ချုပ်နိုင်မှသာအခြားခင်များသိမ့်ပိုက်ရေးများစွာအထောက်အကူဖြစ်စေမှာလို့တမုခိုင် PDF ရဲဘော်တွေကပြောပါရတယ်။နောက်ထပ်တစ်ပုံအနေနဲ့အင်ကပုမျိုးနဲ့ ဲစလီကုန်းမြို့မှာ AA နဲ့ PDF တွေပူးပေါင်းတက်တွေကိုခုခံဖို့စစ်တမ်းနှံပေးနေပြီးစီးပွားရေးလုပ်ငန်းရှင်များထံမှတအုပ်လင်၃သိန်းအနောက်စုတစုလင်၁၀၀၀စစ်တပ်ကကောက်ခံနေဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မဲစလီကုန်းကိုခန်းစစ်မြို့အဖြစ်အသွင်ပြောင်းနေလို့သိရပါဗျ။ အေယံရီတိုင်းအင်ကပူမြို့နယ်မဲဆီနီကုံမြို့မှာအေအေနဲ့ PDF ပူးပေါင်းတပ်တွေကဝင်ရောက်လာပါကခုခံကာကွယ်စစ်တနန်းပေးဖို့စစ်ကောင်စီကပြင်ဆင်နေပြီးစီးပွားရေးလုပ်ငန်းရှင်များထံမှတအုပ်နဲ့တုံသိန်းအိမ်အောင်စုတစုလင်တက်တောင်းစစ်တပ်ကကောက်ခံလျက်ရှိကြောင်းမဲဆီနီကုံမြို့မှာပြည်သူများကတရင်ဌာနကိုပြောပါရယ်အခုမီလာဇန်ပိုင်းကစတင်ပြီးအင်ကပူမြို့နယ်မဲဆီနီကုံကိုစစ်ကောင်စီတပ်တို့ရောက်ရှိလာပြီးပြည်သူများကိုအတင်းအကျပ်စစ်တနန်းပေးမယ်လို့ဆိုပြီးလူသူစုဆောင်လာကြောင်းအဓိကအားဖြင့် AA PDF ပူးပေါင်းတပ်များဝင်ရောက်လာရင်မဲဆီနီကုံမြို့ကအ ဓိကခံစစ်တပ်နေရာအဖြစ်ခုခံအမှဖြစ်ကြောင်းမဲစလီကုန်းမြို့ကိုအနောက်တောင်ပိုင်းစစ်ဌာနချုပ်ရဲ့ခုခံကာကွယ်ရေးတိုင်းစစ်ဌာနခွဲတကူဖြင့်ခုခံစစ်ပြင်ဆင်ခိုင်းခြင်းဖြစ်ကြောင်းသိရပါရယ်မဲစလီကုန်းမြို့ကစစ်ကောင်စီရဲ့အားထရာအားကိုရာတိုင်းစစ်ဌာနခွဲဖြစ်လာမယ်လို့စစ်တပ်ကပြောတယ်ထူးကြီးမြို့ဘက်ကနေဝင်ရင်အေအေနဲ့ PDF တွေကိုမဲစလီကုန်းမြို့ကအဓိကခုခံဖို့ပြင်ဆင်တာမဲစလီကုန်းမြို့မှာစစ်တပ်နဲ့ပြည်ရဲစစ်မှုတန်းတွေကိုရွာတွေကနေအကျိုးပို့လုပ်ဖို့ကားလိုအပ်လို့ကားဝယ်ဖို့အတွက်မဲစလီကုန်းမြို့ကလုပ်ငန်းရှင်တွေကိုတအိမ်ကိုတုံးသိမ်းောက်တဲ့ စစ်မှုထမ်းတွေကိုထမင်းကျွေးဖို့တိုင်ကိုတထောင်းောက်တဲ့စစ်တင်တန်းတွေကစားနေပြီလို့မဲစနီကုံမျိုးမှာဒေသခံတအုပ်ကပြောနေကြောင်းသတင်းမှာဖော်ပြပါရှိပါရဲ့ရှင်။